တနုံနေသားသမီးတွေအတွက်ဖတ်ကြားပြဆိုပြီးမှဖြစ်ပါတယ်တနုံနေသားသမီးတွေကဒီချိန်ဒီကာလမှာတော့ခြေထောက်မှာဘွေးပါတယ်ဆိုတဲ့ကိန်းကနဲမျိုးရောက်လို့နေပါတယ်ပြည်တွင်းပြည်ပခီးတွေအားကောင်းတယ်အိုဘာစီးခီးတွေတွားဖို့ရှိပါတယ်ဗျအနည်းဆုံးဆင့်တော့ဘန်ကောက်တို့ထိုင်းတို့ရောက်ဖို့ရှိပါတယ်ဩဇာပစီနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ မိမိပိုင်ဆိုင်တဲ့ပစ္စည်းတွေတေချာတင်စီထားဖို့လိုအပ်ပါတယ်။တခုခုခံခြင်းကြပြောက်ခြင်းကပိုက်နိုင်ခံရခြင်းတွေဖြစ်တတ်ပါတယ်။အထူးသဖြင့်တယ်လီဖုန်းကိုဂယုစိုက်ပါဖြတ်။မိတ်ဆွေပေါင်းတဲ့ကပဖဘဘမနာမည်ပါတဲ့သူတွေကိုကောင်းကျိုးပေးတယ်၎င်းတို့နဲ့ပူးတွဲပေါင်းဆက်တဲ့လုပ်တွေစင်ပြပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ် တိထားမယ်နေနေနေရရရလာဝပါတဲ့သူတွေတတိထားရှောင်ကြရမှာဖြစ်ပါတယ်။သာသမီနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးရှိတယ်။အောက်လငယ်သားနဲ့ပတ်သက်တဲ့ကိစ္စအဟောင်းတွေထွက်ပြီးအစ်စ်တွေရှောင်။ကားဝယ်ဖို့ရည်ရထားတဲ့သူတွေနှစ်ပတ်အတွင်းဝယ်ပါဗျ။ဂျန်နယ်နောက်ဆက်နဲ့ပတ်သက်ပြီးတော့ဒီချိန်ဒီကာလမှာရန်ရှင်းရန်လင်းနေတာကိုတွေ့ရပါတယ်ဗျ။ အခြေအနေပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စသာယာခြင်းပျော်ရွှင်ခြင်းကြည်နူးခြင်းဆိုတဲ့အချိန်ကာလကောင်းတွေကိုဖြတ်သန်းရမှာဖြစ်ပါဂျမအိမ်နဲ့ပတ်သက်တဲ့ကိစ္စဒူးကောင်းလေးတွေကြိုက်တာတွေခဲတာလေးတွေဖြစ်တဲ့ဒူးနာဒူးကြိုက်လေးတွေဖြစ်တတ်ပါလေဗျဘုရားဘာသာကိုးကွယ်တဲ့သူတွေကတော့ဒိဋ္ဌံပြီးစိတ်ကမယ်ဆိုရင်တော့ ဝိဇာဆာယနာတံမံတော့အောင်ပြီဆိုပြီးတော့ဒီနေ့ကိုပတိသုံးပါစိတ်ကဖြစ်ပါတပတ်တိတိစိတ်ကမှာဖြစ်ပါလလဘာနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့တေကနန်းကိုအကြောင်းပြုပြီးတော့ဝင်လာဖို့ရှိပါတယ်မိမိရဲ့ကံတရားအကောင်းဘက်ကိုဥတီပြောင်းလဲနေတာ100%ရှိပါ လက်ကြီးကလာနေနဲ့ဝစ်စင်ကျင်နေဆိုရင်တော့အဖြူရောင်တို့အဝါနုတို့အသားရောင်တို့ပါတဲ့အဝတ်စားတွေကိုဝစ်စင်ကျင်အားဖြင့်ကိုယ့်ဘက်ကနေကန်သာစီရမယ်ကန်ခွင်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တက်ဖက်လူပုပ်ပပါလာမှာပဲဖြစ်ပါတဲ့တော့ရတဲ့အတခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ရွှေလှညွန်ဟာရှင်ညွန်အမွေးတိုင်ဟာရှစ်တိုင် မြတ်စွာဘုရားကိုကတ်လူပူဇော်လှူဒန်းပါဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်တီပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျမိတ်ဆွေတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မြို့ဘယ်တိုင်းဘယ်ရွက်ဘယ်ပြည်နယ်ဘယ်နိုင်ငံကြီးကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါဦးဗျာမြေတာဖို့ဆူတောင်းပေးခြင်းလို့ပါလိလသာသမီးကဒီချိန်ဒီကာလမှာတော့ငွေကြေးကြီးကြီးမားမားမြုပ်နေတဲ့ကိစ္စတွေဆိုရင်တော့မလုံတင်သေးပါဘူးဗျာချိန်ကာလနောက်ကိုဆုတ်ထားမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အမားတွေ့တဲ့ကာလဖြစ်ပါတယ်။ဘောဇာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့တည်တည်ဖွဲ့ဖွဲ့တဲ့ရဆိုရင်တော့ ठी တို့ဖနက်တို့နာယီတို့အထယ်လိုက်တို့ဝင်ပါလိမ့်မယ်။ ကြီးကြီးမားမားတဲ့ရဆိုရင်တော့ဒေါ်လာလို့တိုက်ခန်းလို့တယ်လီဖုန်းလို့ဝင်ဖို့ရှိပါတယ်ဒေါ်လာလက်ဆောင်ရတာလို့တယ်လီဖုန်းလက်ဆောင်ရတာလို့ဂျုံရတတဲ့အချိန်ဖြစ်ပါတယ်မိတ်ဆွေပေါင်းတဲ့ကပဖပပမနာမည်ပါတဲ့သူတွေကိုယ်ကိုကောင်းကျိုးပေးတယ်၎င်းတို့နဲ့ပူးတွဲပေါင်းဆက်တဲ့လုပ်တွေအောင်မြင်မယ်ဖြစ်ထွန်းမယ်တတိထာမဲ့နေနေနေရတာဟာနာမည်ပါတဲ့သူတွေတတိထာရှောင်ကြရမှာဖြစ်ပါတယ် ၎င်းလေးနဲ့နေရာကိုပေါ်မှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလို့ဆောင်ရွက်ပါလိမ့်မယ်။သာသမီနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးခံစားရမယ်။အောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်တင်ရှာ။ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေဝမ်းမတ်တလအတွင်းဝယ်ပါဗျ။ကားကောင်းကားတန့်ကိုပိုင်ဆိုင်ရမယ်အချိန်ဖြစ်ပါ ာသမီနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်တင်းနေလဲရဖို့ရှိပါတယ်။ရန်နေနောက်ဆက်နဲ့ပတ်သက်ပြီးတော့ဒီချိန်ဒီကာလမှာရန်ရှင်းရန်လင်းနေရောက်တွေ့ရအခြေအနေပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စသုံးပွင့်ဆိုင်ဖြည့်ရှင်းစရာကိစ္စတွေပေါ်လာဖို့ရှိပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စလေထိုးခြင်းလေအောင်ခြင်းဝင်းလျှော်ခြင်းဝင်းချုပ်ခြင်းဝင်းပြက်ခြင်းဆိုတဲ့ ယောဂဝေဒနာတွေခံစားတတ်ပါတယ်။ကံတရားအကောင်းဘက်ကိုဥတည်ပြီးတော့ပြောင်းလဲနေတာ80ရာခိုင်နှုန်းရှိပါတယ်။လက်လာဘာနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့200လို့2000လို့2000လို့2000လို့3000လို့3200လို့3200လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါ ီချိန်ဒီကာလမျိုးမှာလက်ကြီးကာလနေနဲ့ဝစ်စင်ခြင်းနဲ့ဆိုရင်တော့စကိုင်းဘလူးလို့ခေါ်တဲ့အပြာနုရောင်လေးတွေဝစ်စင်ခြင်းအဖြစ်ကိုဘက်ကနေကန်သာစီရမယ်ကန်ခွန်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုဘက်ပါလာမှာပဲဖြစ်ပါဟဲရရတရားတစ်ခုညွန်ကြားပြဆိုရမယ်ဆိုရင်တော့တောက်တော်ကြီးရရှစ်ခွဲအမွေးတန်ရရှစ်တိုင်မြတ်စွာဘုရားကိုကတ်လူပူဇော်လူတန်းပါဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ် ကံစားတာညှန့်ခိုက်တည်ပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျလူချင်းမင်းတို့အနေနဲ့ DVD file လေးကိုဘယ်မြို့ဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြည်နဲ့ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတယ်ဆိုတော့လေ comment box မှာရေးပေးခဲ့ပါဦးဗျမြစ်တာပို့ဆူတောင်းပေးခြင်းလို့ပါအင်္ဂါသားသမီးအဒီချိန်ဒီကာလမှာတော့ မိမိရဲ့လုံပိုင်ခွင့်တွေကိုတစုံတစ်ယောက်ကနေပြီးတော့ဒါစီတာနှောက်ရက်တာ ဟန်တာတာ လုံခွင့်မပေးတာလေကြုံရတတ်တဲ့အချိန်ဖြစ်ပါတယ်ဗျ။ဩဇာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ထီးတို့ဖနက်တို့နာယီတို့အထယ်လိုက်တို့ဒေါ်လာတို့တိုက်ခန်းတို့တယ်လီဖုန်းတို့ဝင်တတ်ပါလေ iPhone 70နောက်ဆုံးပေါ် Pro Max တွေလည်းဝင်လာတတ်တဲ့အချိန်ဖြစ်ပါ မိတ်ဆွေပေါင်းတဲ့နဲ့ကပဖပပမနာမည်ပါတဲ့သူတွေကိုကောင်းကျိုးပေးတယ်၎င်းတို့နဲ့ပူတွေပေါင်းဆက်တဲ့လူတွေစင်ပြပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိထားမဲ့နေ့နဲ့နေရာရှရှလာဝပါတဲ့သူတွေတတိထားမှာဖြစ်ပါတယ်သာသမီနဲ့ပတ်သက်တဲ့ကိစ္စလွတ်ထားလို့မရဘူးအောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စတည်တည်ချာချာဂယုတဆိုင်စောင့်ကြည့်နေဖို့လိုအပ်ပါတယ်ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ ခုနှစ်ရက်ကျော်မှဝယ်ပါရန်တယ်နောက်ချက်နဲ့ပတ်သက်ပြီးတော့ဒီချိန်ဒီကာလမှာမိမိရရန်လူတော်လည်းပဲကိုယ်ရန်လူနေတဲ့သူတူစောင့်ကြည့်နေတဲ့သူတူရှိပါတယ်ဦးလေးလိုပုံကိုအဖေလိုပုံကိုဆရာသမားလိုပုံကိုတွေကကိုယ်အမြင်မကြည်လင်ဘဲနဲ့စောင့်ကြည့်နေတာမျိုးတွေရှိပါတယ်အကိုလိုပုံကိုတွေလည်းပါပါတယ်ဗျာ ဓမ္မရင်နဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့ခါနာခြင်းခါကတ်ခြင်းစီးတဲ့ကြောက်ကယောဂါတွေဖြစ်တတ်ပါတယ်ဘုရားဝါဒကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပတိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အရဟံအောင်ပြီဆိုပြီးတော့တက်စီရွတ်ပါအရဟံအောင်ပြီဆိုပြီးတော့ တိကိုဘစိတ်ပြပါခုနှစ်ရက်ဒီဒီစိတ်ကမှာပဲဖြစ်ပါတယ်အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စကိုနာထွက်သွားတဲ့ချစ်သူအိမ်တော်ဘက်တည်းကိုစီပြန်ရောက်လာတဲ့အချိန်ဖြစ်ပါတယ်ဗန္ဒရာအကောင်းဘက်ကိုဥတီပြောင်းလဲနေတာ60ရာခိုင်နှုန်းရှိပါတယ် ဇမိုင်းနဲ့ပတ်သက်တဲ့ကိစ္စအာယုံကြောတွေအားနေနေတာကိုတွေ့ရပါတယ်နဂိကလာနေနဲ့ဝစ်စင်ကျင်နေဆိုရင်တော့အဖြူရောင်လို့အနီရောင်လို့တွဲဆက်ထားတဲ့ကာလာတွေဝစ်စင်ကျင်အားဖြင့်ကိုဘက်ကနေကန်သာစီရမယ်ကန်ခွင်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုဘက်ပါလာမှာပဲဖြစ်ပါ တဲတော့ရတရားတခုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ကောင်းခြင်းပေါင်းတပကံအမွေးတိုင်းတတိုင်းရက်စွာပြားကိုကတ်လူပူဇော်လှူဒန်းပါဒါဆိုရင်တော့လူကြီးမျိုးတို့မှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်တည်ပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထိုက်အောင်နေပါဗျမိတ်ဆွေတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြီနဲ့ဘယ်နိုင်ငံနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း ကောမန့်ပေါက်မှာရေးပေးခဲ့ပါဦးမပြမြေတာမှုဆူတောင်းပေးခြင်းလို့ပါဘုဒ္ဓဘုရားတည်းမြတ်ယခုချိန်ယခုကာလမှာတော့အလုပ်ပြောင်းခြင်းနေရာပြောင်းခြင်းအိမ်ပြောင်းခြင်းအိယာနေရာထိုင်ခြင်းပြောင်းခြင်းရှားဓုပြောင်းခြင်းဌာနပြောင်းခြင်းတွေကြုံရတဲ့အချိန်ဖြစ်ပါဩဒါပစီနဲ့ပတ်သက်တဲ့ကိစ္စလေးမှာတော့အိမ်သိဝင်ခြင်းစာအုပ်သိဝင်ခြင်းအိမ်ပြင်ဆင်မိုးမယ်ရခြင်းဒဂရီဖင်းပိုင်းပြီးပြင်ဆင်မိုးမယ်ရခြင်း အရင်အတွက်ကိစ္စတွေဆောင်ရွက်ရခြင်းတွေကြုံရတဲ့အချိန်ဖြစ်ပါမိတ်ဆွေပေါင်းတဲ့ကတာဟနာမည်ပါတဲ့သူတွေကိုယ်ကိုကောင်းချိုးပေး၎င်းတို့နဲ့ပူးတွဲပေါင်းဆက်တဲ့အလုပ်တွေအောင်မြင်မယ်ဖြစ်ထွန်းမယ်တတိထားမှာရရလဝပါတဲ့သူတွေတတိထားရမယ်သာသမီတဲ့ပတ်သက်တဲ့ကိစ္စဘယူဆိုင်ပါအောက်လငယ်သားနဲ့ပတ်သက်တဲ့ကိစ္စစောင့်ကြည့်ပါ ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ9ရက်ကျော်မှဝယ်ပါဗျ။ရန်နဲ့နောက်ဆက်နဲ့ပတ်သက်ပြီးတော့ရန်ရှိလာလို့မင်းရှိပါလေ။ကိုယ့်ရဲ့အောင်မြင်မှုတိုးတက်မှုမနာလိုလို့သဘုတ်လေးတွင်ပြောတဲ့သူတွေရှိပါ။အခြေအနေပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စနည်းနည်းချင်းဆိုင်လို့မရတာမျိုးတွေဖြစ်တတ်တယ်။ဆုံးဖြတ်ချက်တွေမတူညီတာတွေဖြစ်တတ်တယ်။ တုံးဖွင့်ဆိုင်ဖြည့်ရှင်းစရာကိစ္စတွေပေါ်လာတတ်ပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စလက်တစ်ဖက်ထုံလာကျင်နာကြိုက်တာခဲတာတွေဖြစ်တတ်တယ်။အကျော်စစ်မြင့်နဲ့ပတ်သက်တဲ့ရောဂါတွေခံစားရတတ်ပါ။ကံတရားအကောင်းဘက်ကူ sorry ပါဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပတိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်။ဆိုရင်တော့ ဟရဟံတိဋ္ဌိအောင်ပြီဆိုတနည်းဥပဒိ7ပတ်စိတ်ကမှာဖြစ်ပါတယ်ခုနှစ်ရက်လုံးလုံးတိဋ္ဌံဝင်စိတ်ကမှာဖြစ်ပါတယ်ကံတရားအကောင်းဘက်ကဥတီရွှေ့လျားနေတာ60ရာခိုင်ရှိပါလလဘာနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့သုံးကန်းကိုကိုစားပြုပြီးတော့ဝင်ပါလိမ့်မယ်300 300 300သိန်း330 330 300 300ဝင်လာတတ်တဲ့အချိန်ဖြစ်ပါ တပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ sky blue လို့ခေါ်တဲ့အပြာနုရောင်လေးတွေဝစ်စင်ခြင်းအားဖြင့်ကန်တာစီးရမယ်ကန်ခွင်လန်ကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တပတ်လူကိုပဲပါမယ်တဲတော့ရတရားတခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့သမုဒ္ဒာ၃ခုအမွှေးတိုင်း၃တိုင်းဖျောင်းတိုင်း၃တိုင်းရဲစွာဖျောင်းကတ်လူပူဇော်လူတန်းပါဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ် ကံစားရာညံ့ခိုက်တီပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါလေဗျကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျလူကြီးမျိုးအနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြီနဲ့ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေရဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါဦးဗျမြတ်တာဘုဆူတောင်းပေးခြင်းလို့ပါ ဒါသာပြိတာတမ်းကြီးကဒီချိန်ဒီကာလမှာတော့မိမိကိုမေတော်တပါကောင်းစွာစောင့်ရှောက်နေပါတယ်။ကိုယုံကြည်တဲ့မေတော်ကိုတိုက်တယ်ပြီးတော့လှုပ်လှုပ်ပါဆင်ပြေပါလိမ့်မယ်။အောင်မြင်ပါလိမ့်မယ်။ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ထွက်နေဆုံးရှုံးနေတဲ့ငွေတွေပစ္စည်းတွေရွှေတွေပြန်ရလာတတ်တဲ့အချိန်ဖြစ်ပါတယ်။မိတ်ဆွေပေါင်းတဲ့ကအာအီဥအေအော် အောင်တို့အေးတို့အီတို့ပါတဲ့သူတွေကိုယ့်ကိုကောင်းကျိုးပေးတယ်၎င်းတို့နဲ့ပူးတွဲပေါက်ဆက်တဲ့လုပ်တွေအောင်မြင်မယ်ဖြစ်ထွန်းမယ်။တတိထားမဲ့နေ့နဲ့နေရာတဟနာမည်ပါတဲ့သူတွေတတိထားရှောင်ကြရမှာဖြစ်ပါတယ်။၎င်းနေ့နဲ့နေရာမိမိပေါ်မှာမကောင်းပြောဆိုခြင်းမကောင်းကြက်စီခြင်းတွေပြုလို့ဆောင်ရွက်ပါလိမ့်မယ်။သာသမီနဲ့ပတ်သက်တဲ့ကိစ္စ လွတ်ထားလို့မရပါအောက်လငတာနဲ့ပတ်သက်တဲ့ကိစ္စဂယုတဆိုင်စောင့်ကြည့်ပါကာဝယ်ဖို့ရည်ရထားတဲ့သူတွေရှေ့ရဲ့ကြော်မှာဝယ်ပါဗျရန်နဲ့နောက်ဆက်နဲ့ပတ်သက်ပြီးတော့မိမိရရှမ်းလို့တော်လည်းပဲကိုယ်ရှမ်းလို့တဲ့သူစောင့်ကြည့်တဲ့သူနှစ်ယောက်ရှိပါတယ်ဗျခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်အောင်ရေးနဲ့ပတ်သက်တဲ့ကိစ္စကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်အောင်ဘက်တရားမိမိရဲ့အမှားွက်တွေကို စောင့်ကြည့်နေတာမျိုးတွေကြုံရတဲ့အချိန်ဖြစ်ပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စကြီးပေါင်းယောဂါလေးတွေဖြစ်တတ်ပါတယ်။ကောင်းမှုကောင်းကင်လေးတွေဖြစ်တတ်ပါတယ်။ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတမျိုးကိုညွှန်ကြားပြဆိုရမယ်။ဆိုရင်တော့ကတ္တဒေဝမနုဿန်နဲ့အောင်ပြီဆိုတော့တနည်းကိုပတိခုနှစ်ပတ်စိတ်ကမှဖြစ်ပါ န္တရာအကောင်းဘက်ကိုဥတီရွေ့လျားနေတာ80ရာခိုင်နှုန်းရှိပါလက်လာပါနဲ့ပတ်သက်တဲ့ကိစ္စလေးမှာတော့300လို့300တို့300သိန်းလို့300တို့300လို့300တောင်လို့300တောင်လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါဂျမတ်စာလက်ကြီးကလာကိုညွန်ကြပြဆိုရမယ်ဆိုရင်တော့အဖြူရောင်ဆင်းလေးတွေအပွက်ကလေးတွေအပွင့်လေးတွေပါတဲ့ဝိစားတွေကိုဝစ်စင်ချင်းအားဖြင့်ကိုယ့်ဘက်ကနေကံတာစီရမယ်ကံခွန်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ် တဖန်တူကိုယ်ပန်ပါလာမှာပဲဖြစ်ပါတယ်။ဒါတော့ရတာတခုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ကော်ဖီနှစ်ခွက်၊ကိတ်မုန့်နှစ်ချက်၊အမွှေးတိုင်နှစ်တိုင်မြတ်စွာဘုရားကိုကတ်လူပူဇော်လူတန်းပါ။ဒါဆိုရင်တော့လူကြီးမင်းတို့မှကြုံတွေ့ရမယ်။ကံစားတာညံ့ခိုက်တီပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျ။ကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျမိတ်ဆွေတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကို ဘယ်မြို့ဘယ်တိုင်းဘယ်ရက်ကွယ်ဘယ်ပြည်နဲ့ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတယ်ဆိုတော့ကိုလည်း comment box မှာရှင်းပြခဲ့ပါဦးဗျာမြေတားဖို့ဆူတောင်းပေးခြင်းလို့ပါအကြသားသမီးတွေယခုချိန်ယခုကာလမှာတော့စာကြုပ်စာတမ်းတွေမှာလက်မှတ်ရေးထိုးစရာကိစ္စတွေပေါ်ဖို့ရှိပါတယ်ကောင်းသောထိုးခြင်းဖြစ်ပါဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ဖုန်းကောင်းဖုန်းတန်ဖုန်းသစ်တွေပိုင်ဆိုင်ရတဲ့အချိန်ဖြစ်တယ် ပြည်ခောကပစ္စည်းတက်တွေဝင်မယ်မြေခွက်တွေဝင်တက်တဲ့အချိန်ဖြစ်ပါမိမိမိတ်ဆွေပေါင်းတဲ့ကတထတဒနနာမည်ပါတဲ့သူတွေကိုယ်ကောင်းကျိုးပေးတယ်တတိထားမဲ့နေနဲ့နေရတော့ကခကကငနာမည်ပါတဲ့သူတွေတတိထားရှောင်ကြဉ်ရမှာဖြစ်ပါသာမီးနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးရှိတယ်အောက်လက်ငါးသားနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်တရင်ရမှာ ကားဝယ်ဖို့ရည်ရထားတဲ့သူတွေရှေ့ရဲ့အတွင်းဝယ်ပါဗျ Channel နောက်ဆက်နဲ့ပတ်သက်ပြီးဒီချိန်ဒီကာလမှာရန်ရှင်းရန်လင်းနေရအောင်တွေ့ရပါတယ်အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စချစ်သူရည်သားတွေဆိုရင်တော့အချစ်နဲ့ကြုံရတဲ့ကိင္ကနဲမှာရှိပါတယ်အိမ်အောင်ရှင်နေရတော့ကလေးဝင်ကိရှိပါဝင်တော့ကလေးအကျိုးပေးပါတယ်ဗျ ဂါရီနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့ဒူးလို့နားလို့နှာခေါင်းလို့နှလုံးလို့နဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တယ်ပါလေခံစားတတ်ပါတယ်ဘောရဘသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့လောကဝိတုအောင်ပြီဆိုပြီးတော့ဒီနေ့ကိုပဒီ၄ဘတ်စိတ်ပါတပတ်တည်းစိတ်ပါဗျာကံတရားအကောင်းဘက်ကိုရွေ့လျားနေတာ90ရာခိုင် ရှိမှာလက်လာဘာနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့600လို့6000လို့6000လို့6သိန်းလို့3600လို့3600လို့3600လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတပတ်စာလက်ကြီးကလာညွန်ကြားပြဆိုရမယ်ဆိုရင်တော့အပြာရင့်အောင်ပါတော့အဝတ်စားတွေကိုဝတ်ဆင်ခြင်းအပြင်ကိုယ့်ဘက်ကနေကန်တာစီရမယ်ကန်ခွန်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မတက်ဖက်လူကိုယ့်ဘက်ပါလာမှာပဲဖြစ် တဲတော့ရတဲ့အတခုညွန်ကြားပြဆိုရမယ်ဆိုရင်တော့စီချက်ခောက်ဆွဲတပွဲအမွေးတိုင်း၃တိုင်ဖျောင်းတိုင်အနည်းရောင်၃တိုင်မြဲစွာဖျားကိုကတ်လူပူစောလူတန်းပါဒါဆိုရင်တော့လူကြီးမျိုးတို့မှာကြုံတွေ့ရမယ်ကံစားရာညံ့ခိုက်တီပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျ လူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြီးနေဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်းကောမန့်ပေါက်မှာရေးပေးခဲ့ပါအောင်ပြမြစ်တာဖို့ဆူတောင်းပေးခြင်းလို့ပါစနေသားသမီးယခုချိန်ယခုကာလမှာတော့မပြီးမပြတ်သေးတဲ့လှုပ်ဖို့ကြံနေတဲ့တဝက်တစ်ပြက်တူလူတန်လန်ဆိုတဲ့ကိစ္စလေးတွေရှိနေတတ်ပါတယ်။ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ ရွှေဝင်ခြင်းရွှေထွက်ခြင်းဆိုတာဖြစ်တတ်ပါတယ်မိတ်ဆွေပေါင်းတင်တဲ့ကရရလဝပါတဲ့သူတွေကိုယ့်ကိုကောင်းကျိုးပေးတယ်တတိထားမယ့်နေ့နဲ့နေရအာဣဥအေဩအောင်လို့အီလို့ဣလို့ပါတဲ့သူတွေတတိထားသာသမီနဲ့ပတ်သက်တဲ့ကိစ္စခယူဆိုင်ပါ အောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စလွတ်မထားပါနဲ့ ကာဝယ်ဖို့ရည်ရထားတဲ့သူတွေ6ရက်ကျော်မှဝယ်ပါရန်နဲ့နောက်ချက်နဲ့ပတ်သက်ပြီးတော့မျိုးသမီးတူကကိုယ်ရှင်လိုတာမျိုးတိုက်ခိုက်တာမျိုးစောင်းမြောင်းတာမျိုးဂုံတိတ်ခါကြာစင်းအောင်လုပ်တာမျိုးတွေရှိပါတယ်ဗျာဒီနေ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့အာမနာတန်ဟောရမယ်ဆိုရင်တော့ကွဲတတ်ပါတယ်၊ကွာတတ်ပါတယ်၊ပြတ်တတ်ပါတယ်၊ဆဲတတ်ပါတယ် ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေဒီမှာတော့အာယုံကြောနဲ့ပတ်သက်တဲ့ယောဂါဥကောင်းပိုင်းနဲ့ပတ်သက်တဲ့ယောဂါကြီးပေါင်းယောဂါတွေဖြစ်တယ်ပါတယ်ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဝိဇ္ဇာစာယနာတမ္မနောအောင်မီဆိုပြီးတနေ့ကိုပဒီ၃ဘတ်စိတ်ကမှာပဲဖြစ်ပါဓမ္မအင်းနဲ့ပတ်သက်တဲ့ကိစ္စပြီးွားတဲ့အခါမှာတော့ ကိုယ့်ရဲ့ကံတရားဟာအကောင်းဘက်ကိုဥတည်ရွှေ့လျားနေတာ80ရာခိုင်နှုန်းရှိပါလက်လာပါနဲ့ပတ်သက်တဲ့ကိစ္စလေးရတော့900လို့900လို့900လို့900သိန်းလို့ သိန်း90လို့သိန်း900လို့သိန်း9000လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အဝါရောင်တို့အဖြူရောင်တို့တွဲဆက်ထားတဲ့ကာလာတွေဝစ်စင်ခြင်းအားဖြင့်ကိုယ့်ဘက်ကနေကန်တာစီးရမယ်ကန်ခွင်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တဖက်လူကိုယ့်ဘက်ပါမယ်တဲရရတဲ့အခုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ကျွေးပကံများတစ်ချက်ထဲမှာစမှုသား၃ခုထဲဒီဘက်ဘေးမှာအမွှေးတိုင်း၃နိုင်ဆိုင်ဒီဘက်ဘေးမှာဖျောင်းတိုင်း၃နိုင်ဆိုင် မြတ်စွာဘုရားကိုကတ်လူပူဇော်လူတန်းပါဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်တည်ပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျလူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြည်နယ်ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါဦးဗျ မေတ္တာဖို့ဆုတောင်းပေးခြင်းလို့ပါ